ကဲဒီနေ့တော့ကျွန်တော်မစ်ဆွေများကျွန်တော်ဒီကြောက်လေးတလုံးကျိုးပတ်လေးပေါ့နော်ကျိုးပတ်ကြောက်လေးတလုံးနဲ့မိတ်ဆက်ပေးပဲနော်ဒီကြောက်လေးဖြတ်ချင်တာကြောက်လေးကတော့နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်သူကမန်းကျိုးပတ်တာလေးနည်းနည်းလှနော်မန်းကျိုးပတ်တာလှတယ်ပြီးတော့မန်းပိတာမဟုတ်ဘူးပြမန်းပိတာပေါ့နော်အမန်းကျိုးအနေနဲ့ကတော့သွားတာတော့သွားတယ်ဒါပေမဲ့မန်းပူပိတာပေါ့နော်အဲ့တော့မန်းပိတဲ့နေရာတွေပေါ့နော် မှန်းပြီးတဲ့အနေထားမျိုးတွေနည်းနည်းစိတ်ဝင်စားရတယ်ပြီးတော့သူ့ရဲ့ကျိုးပုံစံကအဲကျွန်တော်တို့အကာပါတဲ့ပုံစံမျိုးပေါ့ဒီကျိုးကကျွန်တော်တို့အကာပါတဲ့ကြောက်တွေမှာပါတဲ့ပုံစံမျိုးလို့ဖြစ်နေတာပေါ့နော်အဲ့ဒါလေးနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ကြောက်လေးကတော့ဘယ်လောက်ရှိမှာဘယ်လောက်ရှိမှာဘယ်လောက်ရှိမလဲဆိုတော့30 30သားလောက်ပဲရှိမှာတဲ့နော်30သားလောက်ပဲရှိမှာတဲ့30 35ချက်သားလောက်ပဲနော်โอเคကြည့်အောင်ညာ ြည့်အောင်ကကျိုးကိုပြောတာနော်ကျွန်တော်ဒီကျိုးရဲ့မန်းပိတာကိုပြောနော်မန်းပိတာကိုပြောတော့မန်းပိတာပေါ့နော်အဲမန်းပိတာကိုကျွန်တော်သဘောကျတယ်ဒီမှာနော်ဒီမှာမန်းကျိုးသွားနေတယ်ဒီမှာမန်းကျိုးသွားနေတယ်အဲမန်းပိတော့ဒီမှာမန်းပေါ်မှာတမိနဲ့ထောက်ကြည့်တာကကြောင်မျိုးကောင်းတဲ့လက္ခဏာမတွေ့အောင်နော်ဒီမှာဒီမှာကြည့်လိုက်တယ်ဒီဘက်ကျတော့ကောင်းတယ်ဒီမှာအသားဘက်ကျတော့ကြောင်မျိုးကောင်းနေတာတွေ့လားနော်အသားဘက်မှာကျတော့ကြောင်မျိုးကဝမ်းနေတာပဲနော်အဲ့တော့မီထူပေါောင်းနေတယ်ဒီမှာ မန်းပေါ်မှာကျတော့မပါဘူးအဲ့ဒါပဲကျွန်တော်တို့ကအဲ့တော့အကာပါတဲ့ကြောက်တွေပါပါတဲ့လက္ခဏာပုံစံမျိုးဒီမန်းကျိုးကပိတာနော်အဲ့မန်းကျိုးပိတယ်ခေါ်တာပဲကျွန်တော်ကတော့နော်အဲ့တော့ဒီမှာကြည့်ဒီမှာဘေးမှာကြောင်မျိုးကောင်းနေဒီပေါ်မှာဒီမှာကြောင်မျိုးမရဘူးကြောင်မျိုးတိတ်မရဘူးပေါ့နော်အဲ့ဒါကျွန်တော်ကဒီအပေါ်ကအကာပါတဲ့ပုံစံမျိုးကြောင်လို့ထင်ပါတယ်အဲ့တော့ဒီမှာနက်ပေါလေဒီမှာကြည့်အောင်ဒီမှာဒီမှာကျတော့ပဲ့နေတယ်ဒီချက်တွေ့လို့ကျွန်တော်ထောက်ကြည့်အောင်ငယ်ပဲ့တဲ့နေရာမှာကျတော့ ဒီမှာကျိုးရှိပြီးတော့အဲ့ကျိုးရဲ့အပေါ်မှာကြောက်စီပါတယ်เนาะဒါပေမဲ့ဒီကြောက်ကဒီကျိုးကကျွန်တော်တို့ကြောက်အဖြောင့်အကာလာမဟုတ်ပါဘူးเนาะအဲ့တော့ကစွန်းဖြစ်မှာပါเนาะအဲ့တော့ကစွန်းကျိုးပေါ့เนาะအဲ့တော့ကစွန်းမဲ့ဖြစ်မှာပါကျွန်တော်အမြင်ရတော့အဲ့တော့ကျိုးကတော့ဓာတ်ဆောက်ပတ်ပါတယ်ဒီမှာပန့်တာပေါ့เนาะဒီမှာလည်းဒီမှာပန်းကျိုးတွေရှိပါတယ်ဒီမှာပန်းကျိုးတွေဒီပန်းကျိုးတွေကတော့ပန်းကျိုးဘက်ကတော့ကြောက်မျိုးကောင်းတယ်နော်အဲ့တော့ဒီပုံမှာတော့မှန်ပြီတယ်အဲ့တော့ဘလို့ထွက်လာမလဲပေါ့နော်ကြောက်အစီအပြည့်နဲ့ပဲထွက်လာမလားပေါ့နော် အဲ့တော့ဒီမှာလည်းဒီနားတွေမှာကြည့်အောင်အဲဒီမှာလည်းအကြောင်းမျိုးရှိတယ်ဗျာနော်အဲ့တော့မန်းပြီးတယ်ဒီမှာနော်ဒီနားလည်းမန်းပြီးတယ်ဒီမှာမန်းပြီးတယ်ဒီမှာတီဖောက်နေတာပဲနော်ဒါဆိုတီဖောက်တယ်ခေါ်တာပေါ့နော်တီဖောက်တဲ့နေရာတွေရှိတယ်အဲ့တော့ဒီမှာတီဖောက်တဲ့နေရာတွေရှိတယ်ကဲကျွန်တော်မေးစွေးများအဲ့တော့ကျွန်တော်အမြင်ကတော့ဗျာဒီဘက်အကြောက်သားအနေနဲ့ကတော့နည်းနည်းကျဲတယ်ကြောက်သားကျဲတယ်ပေါ့နော်ညက်ချောအနေနဲ့မဟုတ်ဘူးကြောက်သားနည်းနည်းကျဲတယ်ဒီဘက်ကတော့ကျဲတယ် ဒီပုံမှာတော့မန်းအနေနဲ့ရမ်းအနေနဲ့ကတော့ကောင်းတယ်အညက်တယ်ပေါ့နော်ဒီပုံမှာတော့ညက်မှာပါကျွန်တော်မြင်လာတော့ဒီပုံမှာလုံးဝဒီကျိုးကညက်မယ်အဲ့တော့ဝယ်ထားဘယ်လောက်လဲဆိုတော့12သိန်းလို့ပြောတာပဲเนาะဒီမှာဒီမပေါ့ဘူးเนาะဒီမှာဒါမှဘေးမှာပဲပေါ့တာเนาะအဲ့တော့ဒီပုံမှာတော့ရမ်းလဲညက်တယ်အဲဒီပုံမှာရမ်းညက်တယ်เนาะမန်းလဲပြည့်ရပြပြပြင်ပြင်လဲသွားတယ်ပြည့်လဲပြည့်တယ်ပေါ့နော် တော့အနာတော့ကျွန်တော်မျိုးရှင်မှာဒီမှာအနာတစ်ချက်ရှိတယ်ဒီဘက်မှာလည်းအနာပါတယ်အပုံမှန်ဆိုရင်ဒီကြောင်မျိုးတွေကကျွန်တော်ကဒီကြောင်မျိုးတွေဖြတ်တယ်ဆိုရင်ကျွန်တော်ဒီမှာအလှပေါ့နော်ဒီပေါ်နန်းကရမ်းလှတဲ့ခါကျတော့မန်းပြီးတဲ့ခါကျဒါမျိုးပေါ့နော်အဲဒါမျိုးပဲကျွန်တော်ဖြတ်မယ်လို့မှန်းတာအဲဒါမျိုးပေါ့နော်ဒါမျိုးဒရုဇာလောက်ကိုကျွန်တော်အရေးဆိုလဲအရေးဒရုဇာလွာချက်ဆိုလွာချက်ဒရုဇာပေါ့နော်အဒရုဇာလောက်ဖြတ်လိုက်ရင်ဒီမန်းပေါ်မှာရမ်းလှမှာပေါ့နော်ဒါဖြတ်လိုက်ရမ်းလှမယ်လို့ကျွန်တော်ကမြင်တာပေါ့နော်အဲ့တော့ ကစွန်ပန်းကျိုးဒီမှာလဲနှစ်ပင်ဖြစ်တာပေါ့နော်အဲ့ဒါပိုလှမယ်ပေါ့အဲ့လိုလိုမြင်နေအဲ့တော့ဒါပေမဲ့တစ်ချက်စဉ်းစားကြည့်တာအနားကနည်းနည်းကြီးတယ်ပြောဒီမှာဒီနာကြီးနော်ဒီနာကြီးတစ်ချက်ကြီးနေတော့အဲ့ဒီနာတိုင်းနင်းကောင်းမလားပေါ့နော်အဲ့ဒါလည်းစဉ်းစားမိတယ်ပေါ့နော်အဲ့ကောင်လည်းကျွန်တော်အကုန်လုံးဖြတ်သွားတာပေါ့နော်ဖြတ်သွားပြီမဲ့ဒီမှာနည်းနည်းအနားစိတ်တော်လေးလည်းသိမ့်မကြိုက်ဘူးပြကျွန်တော်အဲ့ကောင်းဆုံးနဲ့အမှန်ပြောရရင်ဒီနာကပို့ပြီးတော့ကောင်းတယ် တောင်းတယ်ဒါပေမဲ့အနာမပါဘဲနဲ့ဖြတ်တော့じゃကျွန်တော်မဖြတ်ချင်ဘူးနော်ဖြတ်နှန်းအနေနဲ့တော့လှတော့ဗောနော်အနာမပါဘဲနဲ့ဖြတ်တော့တိတ်မဖြတ်ချင်ဘူးဒီမှာကြည့်မယ်ဒီမှာလေးကျွန်တော်မြင်ဆိုရနော်ဒီမှာနော်ဒီဘက်တရားကျတော့ဒီဘက်အဖြားတွေမှာကျတော့ကြောင်မြူကဒီမှာပေါက်တယ်နော်ကြောင်မြူတွေပေါက်တယ်နော်ကဲကဲဒီမှာလဲထောက်ကြည့်တဲ့အနေထားမှာတော့အရေးပေါ်မှာတော့ကြောက်စီသွန်းနေသူပါတယ်နော်ကဲကျွန်တော်မြင်ဆိုရဖြတ်ကြည့်အောင်မြတ်ဒီဘက်ကျန်ကတော့အသားဘက်ကကျန်ကတော့နည်းနည်းကျဲတယ်ကျေကျွန်တော်ဒီနာပဲဖြတ်မလားလို့ဒီမှာ ွားနေရတာတွေ့လားအဲဒီနာပေါ့ဒီနာပေါ့နော်ဒီနာပေါ့ဒီနာတိုင်းသွားရင်ဒီနာတိုင်းဖြတ်မယ်ဆိုရင်အဲဒီမှာနော်ဒီတိုင်းသွားပါပါနော်အဲ့တော့ခါနေအကုန်ဖြတ်ထွက်သွားရင်တော့ဖြတ်နှမ်းနေနဲ့တော့မလှဘူးဒါပေမဲ့အကုန်တော့မိမယ်အနာတိုင်းအသွားလာတိုင်းသွားမယ်ပေါ့အဲ့တော့တကယ်တမ်းကတော့ပုံမှန်ကတော့ဒီနာကတော့အကြိုက်ဆုံးနှမ်းပါပဲဒီနာပေါ့နော်အကြိုက်ဆုံးနှမ်းပါပဲအဲ့တော့အနာမပါဘဲနဲ့ဖြတ်မှာဘူးကျွန်တော်မဖြတ်တော့ဘူးအဲ့တိုင်းကိုနော် အဲ့တော့အနာပါတယ်နန်းတိုင်းပဲကျွန်တော်နင်းတော့မယ်ဗျာနော်ကဲနောက်တနန်းမှာကျွန်တော်တို့စစ်စင်းစားရင်စဉ်းစားတာပေါ့မဟုတ်လေဒီနန်းကတော့ပုံမှန်နေထရဆိုရင်လည်းဖြတ်မယ်နန်းဖြစ်နော်ကဲအဲ့နန်းဖြတ်မယ်ဗျာအဲ့နန်းတိုင်းဖြတ်မယ်အကဲညီလေးနေစောညီလေးနေစောကဲစနေသေးနော်အော်ရင်တော့အော်ရင်တော့အများကြီးအောင်ပါနော် ပြောရင်တော့ဒါကြီးမရှုံးနိုင်တဲ့ကြောင်မျိုးပေါ့ဗျာခေါင်းကြောင်ဆိုမှလေနော်တိတ်မရှုံးနိုင်တဲ့ကြောင်မျိုးလို့ကျွန်တော်မြင်နေပါတယ်နော်ကဲမှန်မှန်ကတော့ကျွန်တော်ဖြတ်ကြည့်မှသိရမှာနော်မှန်မှန်ကတော့ဖြတ်ကြည့်မှသိရမှာပါကဲအနာဒီဘက်ကနည်းနည်းလေးရောဆောင်းသွားတယ်ပေါ့နော်ဒီနန်းပေါ့နော်ဒီနန်းမှန်တာပါကဲဒါပေါ့နော်ဒီမှာစုံချက်နော်အဲ့ဒီဘက်ကလည်းဒီမှာစုံချက်ပေါ့နော်ကဲဒီစုံချက်နှစ်ချက်ထည့်ရပြီလေ နော်အဲ့တော့ဒီမှာအကုန်ထိနေဒီမှာအကုန်ထိနေပန်းနေနော်ကျွန်တော်မျက်စိမှာโอเคကဲကြည့်အောင်များနော်အဲ့တော့အသာရန်အသာရန်အဆင့်အနေနဲ့ကတော့ဒီဘက်ကတော့ခါတော်မရောက်ပါဘူးဒီမှာကတော့ရှိပါတယ်ခါကြော်မှာပါနော်ကျိုးပေါ်မှာကတော့ခါကြော်မှာပါကြောက်စီရှိပါတယ်နော်ဒီဘက်ကတော့နည်းနည်းကြောက်သားခြင်းမယ်နော်ခါအဆင့်တော်မရောက်ချင်ဘူးလို့ကျွန်တော်ကမြင်နေပါတယ်နော်ပန်းနေတော့ပါတာပဲနော်ကဲကြည့်မယ်ဗျာ ဖြတ်ကြည့်အောင်နော်ကဲကျိုးတွေကတော့ကျိုးတွေကတော့ပန်းကျိုးတွေပန်းကျိုးတွေကဲအတန်းနားထောင်မယ်ဗျာကျွန်မလာပါကဲကျက်သွားပြန်နော်အနာဆိုတော့အနာဆိုတော့အနာဆိုတော့ရှက်ခနဲ့နေတာနော်ဒီဘက်ကတော့တန်းတော့မပါဘူးကဲကျွန်တော်ရေးစလိုက်ပြီနော် ကဲရေးဆွတ်လိုက်ပြီဗျာနော်အဲ့တော့ဒီကျိုးလေးဖြစ်ပါသေးစုတော့မှာနော်ကဲကြည့်အောင်များကျွန်တော်ရေးစီလေးဖြတ်သွားတာတော့ဒီမှာနည်းနည်းလေး W ကနေဖြတ်သွားတာဆိုတော့နားထဲမှာဆက်သွားတယ်မှာနော်ကဲကြည့်အောင်များဟာဟာမဲမဲကြီးဟာမဲမဲကြီးကဲကြည့်မယ်များမဲမဲကြီးမာမဲမဲကြီးတို့ကစုံတော့ကစုံလို့ကျွန်တော်ပြောပြသားပဲဆိုရည်လေနော်ဟာဒီမှာဒီနေထားရဆိုရင်တော့ဟာ ဒီနေထရဆိုရင်တော့ငန်းကြီးလေးအင်းထကားတော့မလားမသိဘူးเนาะကဲဆက်ဆွမ်းမယ်ဗျာဒီနေ့နေစောဟာဘာကြီးလုံးမဲမဲကြီးဘာကြီးလုံးပြန်အောင်လိုက်မယ်အပေါ်လိုက်ကြည့်တော့မဲမဲကြီးอ่ะเนาะညှို့နေတာပဲเนาะမဲမဲကြီးဗျာကဲအဲ့မဲမဲကြီးကိုကြည့်မယ်ဗျာကျွန်တော်မေးဆွေတွေเนาะမဲမဲကြီးကိုကြည့်မယ်เนาะ ကဲဆန္ဒသိအောင်လားမအောင်လားဒီတိုင်းကြည့်လို့တော့မသေးကြသေးဘူးเนาะမဲတော့မဲနာပဲเนาะကဲထောက်ကြည့်မယ်ထောက်ကြည့်တော့ဘာတွေ့လဲဆိုတော့ကျွန်တော်မှန်မှုနဲ့ကြည့်လိုက်အောင်မယ်ကြောင်မျိုးကောင်းနေအဲ့ဒီအပေါ်မှာကြောင်မျိုးကောင်းနေအဲအရင်ကတော့ကျွန်တော်ပြောသလိုကစွန်ပါတယ်ကစွန်ပဲလဲတယ်အနထက်ပေါ်မှာမိတဲ့အတွက်ကြောင့်အနထက်ပေါ်မှာမိနေတဲ့အတွက်ကြောင့်ကြည့်ရတာနည်းနည်းလေးဒီဘက်ကမကောင်းပါဘူးเนาะနောက်တစ်နှမ်းမြတ်ထပ်ပြအောင်လားမသိကြည့်ဦးမယ်ဆက်ကြည့်ဦးမယ်เนาะ ဒီဘက်ကလှနေတယ်ဒီဘက်ကနော်အဲဒီမှာကြောင်မျိုးကြောင်သားဒီမှာဒီမှာကျွန်တော်မြင်နေမှာနော်ကြောင်မျိုးကြောင်သားကောင်းနေဒီမှာကြောင်မျိုးကြောင်သားကောင်းနေနော်အဲ့တော့အလေကျောကနော်ဒါမှဘေးသားကတော့ကျွန်တော်ပြောသလိုပါပဲခါးသားပေါ့နော်ခါးသားတောင်တိတ်မရောက်ချင်ဘူးဒီဘက်ဘေးကနော်အဲ့တော့ဒီပေါ်မှာတော့အသက်ဆန်းအဆင့်ထိတောင်ရောက်သွားပါတယ်နော်ဒီပေါ်မှာအသက်ဆန်းအဆင့်ထိရောက်သွားတယ်နော်အဲ့တော့မန်းပြီးတဲ့အကျိုးပေါ့နော်မန်းပြီးတော့ မှန်ပြီးတော့ဒီမှာကြောက်သားပါညက်တယ်ညက်တယ်ရန်လင်းညက်တော့ကြောက်သားတွေပါညက်တယ်เนาะဒီဘက်ချမ်းနေနေတော့ရန်လှနေပါပြီအဲဆက်ကြည့်မယ်ပြာကျွန်တော်တို့ကဲဒီမှာเนาะအဲ့တော့ဒီဘက်ကာလာလေးကအမဲဒီနားလေးကကျွန်တော်မြင်စီပါဒီနားလေးကကာလာလေးကဖြောင်းကျင်သလိုတော့ဖြစ်သေးတယ်ဒီမှာဒီမှာဒီမှာเนาะဖြောင်းကျင်သလိုဖြစ်သေးတယ်အဲ့တော့ကျွန်တော်ဖြတ်တဲ့နန်းကအနာတိုင်းဖြစ်တဲ့အတွက်ကြောင့်အာဒါနှစ်ထပ်ဒီအများကြီးခံတာပေါ့เนาะအဲ့တော့ကြောက်ရဲ့အနေထားကိုသုံးသပ်ရရင်တော့ 12သိန်းကလုံးလုံးဆက်ဆဲတော့မစိုးသေးဘူးเนาะပြီးတော့ကျွန်တော်တို့ဒီမှာအထက်ခံနေတာသူ့ရဲ့ main ပေါ့เนาะဒီနေရာတွေမထီသေးဘူးဒီမှာเนาะဒီအပေါ်လေးတော့ထီနေပြီကြည့်အောင်ဗျเนาะဒီမှာတော့နှစ်ထပ်ရှိတယ်နှစ်ထပ်ရှိတယ်ဒီမှာတော့ဒီကောင်အထက်တော်တော်လေးခံတာအထက်တော်တော်ကြီးတယ်ဗျာဒီမှာเนาะဒီထက်တော့ကျွန်တော်ဘလို့ခွာပြီးဖြန့်ရင်ကောင်းမလဲစဉ်းစားဗျเนาะတကယ်တမ်းပြောရရင်တော့ဒီမှာဒီနေရာတွေကဒီနေရာတွေကဗျာเนาะကျွန်တော်ဖြတ်ရှင်တဲ့နန်းကဒီတိုင်းเนาะ ဒီတိုင်းဆိုရင်ဘလို့လာနိုင်မလို့ဩဒီနန်းနေတော့အကုန်မိမှာပြန်နော်ဒီနားလောက်တရားနေဒီနားလောက်တရားနေဒါမို့သွားမှာဟုတ်နော်ချက်မယ်ဆိုရင်နော်တတုစာဆိုတော့နော်ဒါမို့သွားမှာဆိုတော့ဒီပေါ်နန်းတော့မိမှာဒါပေမဲ့ तू အောက်မှာတော့အနာလေးတွေရှိတယ်အဲ့တော့ပွင့်ထုတ်ရင်လည်းထုတ်လို့ရတယ်အဲ့တော့12သိန်းကဒီနေထားကတော့ကြည့်အောင်မြန်ကျွန်တော်ဝယ်ရလားပဲကြည့်မှာနော်12သိန်းအနေထားကတော့မဆိုးဘူးဗျမဆိုးဆိုတာဟောပါ အရင်ပတ်ချလဲရတော့သွားမှာနော်အရင်ပတ်ချလဲသွားမှာကျွန်တော်ဝယ်ရလာဆိုကျွန်တော်သိန်းကြီးဝိုင်းတော့ဝယ်ရတယ်ပေါ့နော်ဆယ်သိန်းပေါ့နော်ကျွန်တော်ဝယ်မယ်ဆိုတဲ့ဈေးနှုန်းပဲကြည့်ကြည့်တော့ဆယ်သိန်းကတော့အလွန်ဆုံးတော့ဝယ်ရတာဒီမှာတော့နှစ်ပေါင်တော့ပေါ့နော်ဒီမှာတော့ရှိတာပေါ့နော်အဲဒီထက်ကမျောလင်းချက်တော့ကောင်းတယ်မျောလင်းချက်နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာလဲမန်းသွားလာကောင်းတဲ့အတွက်ကြောင့်ကြောင်ဝိုင်းမှာတိုက်မယ်ဆိုရင်တော့ညံ့ เนาะအဲ့တော့ကျွန်တော်ကတော့ကျွန်တော်ကဖြတ်မဲ့လူကျွန်တော်ရဲ့ဖြတ်မဲ့ယူဆနဲ့ကျွန်တော်တွတ်တဲ့အနေထားရဆိုရင်တော့အဲအဲ့လိုပြောရတယ်ဝယ်တဲ့လူကတိကုန်ပြီးတော့ဝယ်မှာမသိဘူးเนาะဖြတ်တဲ့ယူဆနဲ့ရဆိုရင်တော့ကျွန်တော်ကကျွန်တော်ကြိုက်တဲ့စီကျွန်တော်ပြောတာပါเนาะအဲ့တော့အကြောင်းရင်းထဲမှာတော့ဒါကသူ့အမြင်ကိုအမြင်အမြင်နေမတူတဲ့အတွက်ကြောင့်เนาะကြိုက်တဲ့လူကကြိုက်တဲ့လူလိုက်ဝယ်တာပေါ့เนาะဖြတ်ကွက်တွေရှိတာပေါ့เนาะကဲအဲ့ဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဒီမှာတော့ဒါလေးတော့ကျွန်တော်မှတ်ချော့ပြပေးမယ်เนาะဒီမှာเนาะနှစ်ပေါက်ကောင်းပါလေဒီမှာเนาะအရင်ကောင်းပါလေဒီနားလေးကเนาะ ကြောင်မျိုးကောင်းတယ်ဒီမှာလည်းကြောက်သားကောင်းတယ်အဲ့တော့ဆန်းဆွဲကိုနော်ကဲကြောက်ဆိုတာမျိုးကနော်ဒီရင်ပြောလေကိုကြိုက်မှရောင်းလို့ရတာဟုတ်နော်အဲ့တော့ကိုရောင်းနေမှရောင်းမှာပေါ့နော်အဲ့တော့လူယူလို့ရတာမှမဟုတ်တာဘူးနော်အဲ့တော့ကျွန်တော်ကတော့အရင်ပြောတယ်အရင်ပြောတာတွေတိတ်ကောင်းနေမရှိဘူးเนาะကျွန်တော်အရင်လည်းပြောလို့ရတယ်ရောင်းတာလည်းပြောလို့ရတယ်မြတ်တာလည်းပြောလို့ရတယ်ဘာမှမဖြစ်ဘူးเนาะကိုချိတ်မှကိုရောင်းတာဟုတ်တယ်မလားအဲ့တော့လက္ခဏာတွေဘာလို့ညာနေမှာပေါ့เนาะကဲကျွန်တော်ပဲဆွေးနေမှတ်လေးတော့ချက်ပြပေးလိုက်မယ်เนาะ မင်းလာနန်းလေးတနန်းနေပြပါတယ်မင်းလာနန်းလေးမင်းတော့ငါညီတိုင်းလှုပ်ချက်ကကောင်းတယ်ဒီမှာညို့လားနော်ညို့လားနော်ကြည့်အောင်တခြားလားကြည့်အောင်ဒီနန်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်တွေ့လားအဲအဲ့တော့နောက်လူခေါင်းပါသေးတယ်နော်ကျွန်တော်တို့အဲ့လိုခေါင်းချက်လေးနဲ့ကိုယ်ဆိုရင်လည်းအဲ့လိုခေါင်းချက်လေးနဲ့ပဲဝယ်ချင်တာနော်အဲ့တော့နောက်လူလည်းခေါင်းချက်လေးနဲ့ဝယ်ပါစီနော်ကဲညီလေးနေစောနော်ဘာပဲဖြစ်ဖြစ်ကြောက်ဆိုတော့တောင်းနေတောင်းအမြင်ချင်းအကြိုက်ချင်းမတူပါဘူးဒါကတော့ကျွန်တော်ကျွန်တော်အမြင်ကျွန်တော်ပြောတာပါနော် အဲ့တော့ကြံနာကတော့ကျွန်တော်တို့ဆက်ကကြတာပေါ့နော်အဲ့တော့ဆက်ကပြီးတော့ဆက်သွားကြတာပေါ့ကျွန်တော်ညီလေးဖြတ်ဆိုရတယ်တစ္ဆာဖြတ်ဆိုရတယ်ကျွန်တော်ကတစ္ဆာဖြတ်ပေးလိုက်တာပေါ့နော်ကဲကျွန်တော်ကတော့ကျွန်တော်တောင်းအောင်ကြည့်အောင်ဖြတ်ပေးပြီးသွားပြီနော်ဈေးကွက်လည်းတင်ပါမယ်နော်ရောင်းတာမြောင်းတာကသူတို့ရဲ့အပိုင်းဖြစ်သွားပါပြီနော်ကျွန်တော်ကတော့ရောင်းဆိုရောင်းပေးလိုက်တယ်ဖြတ်ရှင်ဖြတ်ပေးလိုက်တာပဲနော်ကဲအားလုံးကျွန်တော်ရဲ့ channel ကိုအားပေးတဲ့အားလုံးကျေးဇူးပါနော်โอเคအားလုံးဘိုင်ဘိုင်ပါနော်